တတိယသတင်းကလည်းဒီတိုက်ပွဲသတင်းပဲဖြစ်ပါရဲရှမ်းမြောက်ဒေသတဲကနောင်ချိုမြို့နယ်မှာတော့စစ်တပ်နဲ့တအန်းတပ်မတော် DNL လို့အကြမ်းမှာတိုက်ပွဲတွေဖြစ်နေပြီး NAM2 ကိုခိုင်အဆက်နေရာကတော့လေကြောင်းကနေဘုံကျဲတက်ခိုက်ခံရပါတယ်။နောင်ချိုမြို့နယ်ဒီအုံမတီနဲ့အာရေမောင်းတန်းရွာနာမှာစစ်တပ်နဲ့တအန်းတပ် DNL လို့အကြမ်းမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ဂျွန်လ16ရက်နေ့ DNL ရဲ့ထုတ်ပြန်ချက်အရဆိုရင်တိုက်ပွဲတွေမှာ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအပြင် drone နဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်နှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်နေတဲ့အပြင်ဒီ number 2ကိုကိုခိုင်အဆက်နေရာမှာပေါ့နော်အဲ့ဒီနေရာမှာဆိုရင်လည်းစစ်တပ်ကဂျက်လီရင်တွေနဲ့တပြိုင်တည်းဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ဆိုတော့အခုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာဆိုရင်တအန်းတက် TNL ကထိမ့်ချုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်စစ်တပ်က jet fighter အာလေရင်ပေါ့နော်၃စီးထက် နဲနဲ့ဘုံကျဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နံပါတ်2ဒီကိုခိုင်နဲ့မျိုးနယ်ပေါ့နော်အဆက်မှာရှိတဲ့မန်ဆာရွာပတ်ဝန်းကျင်ကိုဘုံကျဲတက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။လူသူထိခိုက်မှုတော့မရှိဘူးလို့ဆိုပါတယ်။